မင်္ဂလာပါရှင်ဒီနေ့မှာတော့အရှိအလဲပိုင်းဒေသမှာရင်းကျေးမှုကြွေးဝါပြီးတဘာဝအလှတရားတွေနဲ့ပြည်နှံ့နေတဲ့အီရန်နိုင်ငံအကြောင်းကိုဝေမျှပေးခြင်းပါတယ်အီရန်နိုင်ငံရဲ့တရားဝင်အမည်ကတော့အီရန်အစ္စလာမစ်တမရနိုင်ငံဖြစ်ပါတယ်အေရိယာစတူရန်မိုင်ပေါင်း16,4,195 16, 16, ကီလိုမီတာစကွဲကျယ်ဝန်းပြီးကမ္ဘာပေါ်မှာ18ခုမြောက်အကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်လူဦးရေစုစုပေါင်းကတော့88တန်းခန့်နေထိုင်ကြပါတယ် မြို့တော်နဲ့အကြီးဆုံးမြို့ဟာထီရန်မြို့ဖြစ်ပြီးရုံသုံးဘာသာစကားကတော့ပါရှားဘာသာစကားပဲဖြစ်ပါတယ်။အီရန်နိုင်ငံဟာပထဝီအနေထားအရအရေးပါတဲ့နေရာမှာတည်ရှိပြီးမြောက်ဘက်မှာအာမေးနီးယားအဇာဘိုင်ဂျန်တာကမနစ္စတန်တို့နဲ့နယ်နိမိတ်ချင်းထိစပ်ကကုန်းနှင်းပင်လယ်တစ်ခုဖြစ်တဲ့ကက်စပီယန်ပင်လယ်ရဲ့ဒစိမ့်တစ်ပိုင်းလဲပါဝင်ပါတယ်။ကဇက်စတန်နဲ့ရုရှားနိုင်ငံတို့ဟာလည်းအီရန်ရဲ့မြောက်ဘက်အင်ကြီးချင်းများဖြစ်ကြပါဗျ။အရှေ့ဘက်မှာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန် တောင်မတ်မှာပါရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့အနောက်ဘက်မှာအီရန်နဲ့အနောက်မြောက်ဘက်မှာတူရကီတို့တည်ရှိပါတယ်။အီရန်ရဲ့ယာဒီဥရုက၆တွေ့ပြီးစောင်းယာဒီမှာအေးပြီးနှွေယာဒီမှာအလွန်ပူပြင်းပါတယ်။စောင်းယာဒီမှာမိုးအနှင်းငယ်သာရွာပြီးတော့တောင်တန်းတွေပေါ်မှာတော့စီးနှင်းတွေထူထပ်စွာကျလေရှိပါတယ်။မိုးအများဆုံးရွာတဲ့ဒေသမှာအယ်လဗူးစ်တောင်မြောက်ဘက်ပိုင်းဖြစ်ပြီးအီရန်ကုန်းမြင့်မြင့်ရဲ့၃ဘုံ၂ဘုံမှာ၆တွေ့သောတဲကန်နာရများဖြစ်တာကြောင့်အီရန်နိုင်ငံအရှိပိုင်းဟာ စားပေါင်းလျက်ရှိသောတဲကန်နာယာကြီးဖြစ်ပါတယ်။ယခင်အားပါရှားနိုင်ငံလိုလူသိများတဲ့အီရန်အားရှေးခေတ်ကမ္ဘာတမိုင်းမှာကျယ်ပြန့်တဲ့အင်ပါယာကြီးတစ်ခုဖြစ်ထင်ရှားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကပါရှားအင်ပါယာဟာအရှေ့ဘက်အိန္ဒိယနိုင်ငံအိန္ဒူမြစ်ကနေအနောက်ဘက်ဥရောပတိုက်ဒန်းညူမြစ်ထိကျယ်ပြန့်ခဲ့ပါတယ်။အဲ့ဒီခေတ်ကပါရှားနိုင်ငံမှာခိုင်ခန့်တဲ့မြို့ကြီးများခန္ဓာတင့်တယ်တဲ့နန်းတော်များ စနစ်တကျဖောက်လုပ်ထားတဲ့ဆယ်မြောင်းများနဲ့ကြီးကျယ်ထင်ရှားခဲ့ပါတယ်။ဇိုရိုအက်စတာအယူဝါဒ၊အိုမာခရန်ရဲ့ကြပြများနဲ့ညောင်များစွာသောတမိုင်းပုံမြင်၊ဒန်နာယီပုံမြင်တို့ဟာလည်းပါရှားနိုင်ငံကနေပေါ်ထွက်လာခဲ့ကြတာဖြစ်ပါတယ်။ကဘာကျော်ပါရှန်ကော်ဇောနဲ့ဆောင်းထက်ရာဒေတာလည်းဖြစ်ပါတယ်။ဂရီရိုနဲ့ဖြစ်ပွားတဲ့ပါရှန်စစ်ပွဲမှာပါရှန်တို့အရေးနိုင်ခဲ့တာကြောင့်အာနာကြာဆင်းခဲ့ရပြီးနောက်ဆုံး BC 333ခုနှစ်မှာ မဟာအလက်ဇန်ဒရာကပါရှားနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။ဂရီးရဲ့အုပ်ချုပ်မှုအောက်မှာနှစ်ပေါင်း၁၀၀ခန့်ကြာရောက်ခဲ့ပြီးတဲ့နောက်ပါရှားနိုင်ငံဟာပါတီယန်ဘုရင်များလက်အောက်ကိုကြာရောက်ခဲ့ရပြန်ပါတယ်။အဲ့ဒီနောက်တိုင်းရင်းသားဆာဆာနဲ့မင်းများက AD 226ခုနှစ်ကနေစပြီးပါရှားနိုင်ငံကိုအုပ်စိုးခဲ့ကြပါတယ်။ AD 641ခုနှစ်မှာတော့အာရက်တိုလက်အောက်ကိုကြာရောက်ခဲ့ပြီး၎င်းတို့လက်ထက်မှာပါရှားနိုင်ငံတို့အစ္စလာမ်အယူဝါဒရောက်ရှိခဲ့ပါတယ်။ ဆယ့်နှစ်ရာစုမှာပါရှားနိုင်ငံကိုမွန်ဂိုဘရင်များဆယ့်ရှစ်ရာစုဥပိုင်းမှာတူရကီနဲ့ရုရှားတို့ကလည်းကောင်အုပ်စိုးခဲ့ကြပါတယ်။အီရန်နိုင်ငံရဲ့အကြီးမားဆုံးဒဏ္ဍာရီအင်အားကတော့ရေနံဖြစ်ပြီးကမ္ဘာပေါ်မှာစရုပ်ထမြောက်ရေနံအထွတ်ဆုံးနိုင်ငံဖြစ်ပါတယ်။ရေနံတွင်းတွေကိုမြောက်ဘက်ကက်စပီယံပင်လယ်ကနေတောင်ဘက်ပါရှန်ပင်လယ်ကိုအထိကျယ်ပြန့်သောဒေသတစ်လျှောက်လုံးမှာတွေ့ရှိနိုင်ပါတယ်။ရိုမိုင်း၊ဂျီနီ၊တန်၊ခဲ၊မန်ဂနီးစ်တို့ ကန့်နဲ့မီးတွေဆတဲ့ဒက်သတ္ထုတွေလည်းပေါ်ကျွေသွားတဲ့နိုင်ငံဖြစ်ပါတယ်။ကော်ဇောရဲလုတ်ချင်းဟာလည်းထင်ရှားတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။အီရန်သားတို့ဟာအများသောအားဖြင့်အစ္စလာမ်အယူဝါဒကိုတပ်ဝင်ယုံကြည်ကြပြီး ရှီယာဂိုင်းခေါ်အစ္စလာမ်အယူဝါဒဂိုင်းထွန်း900တိသားဖြစ်ပါတယ်။မူလာရန်ပညာကိုမတင်မနေရအဖြစ်ပြဋ္ဌာန်းထားပြီး1935ခုနှစ်မှာတီဟီရန်တက္ကသိုလ်ကိုတည်ထောင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပါရစေရှင်။ အဆုံးထိကြည့်ရှုပေးလို့ရှင်မြန်မာကအထူးပဲကျေးဇူးတင်ရှိပါတယ်။ကြည့်ရှုသူပေါင်းကိုစိတ်နှပြကျမ်းမာကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နော်။